ကဲအားလုံးပဲမင်္ဂလာပါတွေ့တာကြာပြီဆိုတော့ live လွှင့်မယ်လူလေးလည်းနည်းနည်းစောင့်မယ်နော်လူလေးလည်းနည်းနည်းစောင့်မယ်နည်းနည်းလေးလည်းအရေးလေးကြီးတော့နည်းနည်းလေးဝိုင်းပြီးတော့ share ပေးရင်တော့ပိုကောင်းတော့မနော် အဲ့လည်းနည်းကြရနော်အားလုံးမင်္ဂလာပါမတွေ့တာတော့ကြပြီဆိုတော့စကားလေးလည်းနည်းနည်းပြောချင်ပါတယ်အားလုံးမင်္ဂလာပါလူဦးတန်မှာကျမတို့အားလုံးစောင့်မျှော်နေကြတဲ့တင်ကောင်းမကြခင်ကြားရတော်မူလေနော် လူဝင်ဟာဒီတော်ရင်ကာလမှာဘယ်နာရင်ထောက်တာဖြစ်ဆက်တင်လာခြင်းနဲ့ဘန်းထူထောင်လာခဲ့တဲ့တန်နှစ်နှစ်အတွင်းမှာ25 million USD တန်ဖိုးနဲ့ညီမျှတဲ့ ့ရှင်ရီကိုတော်လန်ဂူဒုစုမှာရောင်းချထားနိုင်ခဲ့ပြီးတော့မှဒီတော်ရှင်ရီကိုမစရာခင်ကောင်းတဲ့အတွင်းမှာအစ်စင်းမစ်စင်းပေါ်လာတော့မှာဖြစ်ပါတယ်။အစ်စင်းပေါ်မှာ list ပြည့်ရအောင်မှကျမတို့ကိုပိုင်ဆိုင်ထားတဲ့ token တွေကိုစိတ်ချိတ်ဝင်ရောင်းချနိုင်မှာဖြစ်လို့ကျမတို့လည်းထပ်ပြီးတော့ဝင်ရှင်နဲ့ဆိုတဲ့သူတွေအတွက်ကဒီတရင်းကတရင်းအောင်မယ်နော်။ဟုတ်ကဲ့ဒါဆိုလို့ရှင်ဘယ်လိုဝင်ရမှာလဲဘယ်လိုရောင်းရမှာလဲ။အတို့မှာနားမလဲဆိုတဲ့သူတွေအတွက်ကဘာမှမဆံပြောဘူး။ စ်ကြည့်ပြီးအားနေကြတော့မှဒီလိုမျိုးဟိုဝင်းရောင်းချခြင်းနဲ့ပတ်သက်ပြီးတော့မှမတိနားမလည်နဲ့ဆိုတော့မျိုးစီအတွက်ကို STP ကောင်တာကိုဖိတ်ပေးထားမှဖြစ်ပါတယ်။ဒီတော့အစိမ့်နစ်တီဝင်းမင်းဆိုတဲ့အခါမှာအကျွန်တော်တို့အနာဂတ်အတွက်တချင်းလောင်းရဲ့ဖြစ်ဖို့အတွက်ဝင်းစီကောင်းလို့ဖြစ်စီနော်။မကြမ်းစမ်းမျိုးကြီးထိုးပြီးတော့မှချိပေါက်ထားတယ်ဒီမျိုးဒီမှာအခုကျွန်တော်ဖွင့်ပြတာကတော့ SDB ကိစ္စပါเนาะ အဲခင်ဗျားတို့ပြောတဲ့ကြားဖြန့်ကိစ္စကခင်ဗျားတို့မြောက်ပိုင်းမှာဖြစ်တဲ့ပြဿနာစပြီးတော့အရင်ပေါ်တာအရင်ပေါ်တာမြောက်ပိုင်းကုကန့်ဒေတာပေါ့ MND ကုကန့်ဒေတာလောက်ကန်ုံသိမ်းလိုက်တဲ့ခါကျတော့ပြည်သူစစ်တွေအဖမ်းခံရစပြီးတော့အဲပြည်သူစစ်တွေအကုန်လုံးထွက်ပြေးသွားတယ် MND AA အဲတီအန်လန်လေးပေါ့ဗျာအဲသူတို့တွေကအဲမြူထဲဝင်စီးတဲ့ခါကျတော့လောင်စာဝိုင်းတွေအမလိန်တဲ့ဟာတွေအကုန်လုံးပေါ်လာလူတွေအောင်မနှဲပြေးရအောင်အဲ့တော့ ော့ပြောချင်တာဘာလဲဆိုတော့ခမားတို့သိတဲ့ကြားဖြန့်ကခမားတို့အခုကရင်ပြည်နယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ BG ကဘာဖြစ်တယ်ညာဖြစ်တယ်ဒီကြားဖြန့်ကျွန်တော်ပြောခဲ့ပြီး63လောက်လေးကစပေါ်တာတရုတ်ထောက်လိုင်းကြီးပါတယ်အဲ့မှာတရုတ်ထောက်လိုင်းကြီးပါမယ်တော့တရုတ်ရဲ့ရဲအထူးရဲတပ်ဖွဲ့ပါမယ်ဒီကောင်တွေကိုတိုင်ကအသွင်ယူပြီးတော့ကျွန်တော်တို့ဟိုကာစီယိုလောင်းစားတွေကနေစပြီးတော့ပေါ်လာတာအဲကျွန်တော်တို့ဒီ2000ခုနှစ်နောက်ပိုင်းပေါ့ 99ပြီးတော့2000 2000နှစ်နောက်ပိုင်းမှာကျွန်တော်ရန်ကုန်တို့ဘကိုးတို့မန္တလေးတို့မြို့တွေမှာအဲမမိမလားမသိဘူးကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲ jet bot ကိစ္စတွေအခုလက်ရှိခေတ်စားနေတဲ့ဟို၅ပစ်ဂိမ်း slot ပစ်ဂိမ်းတွေ၅ပစ်ဂိမ်းတွေအဲ့ဒါတွေကဘာမှမဟုတ်ချက်ပြားလေးဒီလောက်လို့ဒီလောက်သေးသေးလေးတခုတည်းနဲ့အလုပ်လုပ်တာအဲ့ဒါတရုတ်နည်းပညာရှင်တွေပေါ့အဲပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာကလူထင်ကြီးအောင်နေပြီးတော့လူယုံအောင်ပြောလို့ရှိရင် အကုန်လုံးကချစ်ကြတယ်အကုန်လုံးကယုံကြည်ကြတယ်အကုန်လုံးကပုံဩကြတယ်အဲ့ဒီပြဿနာပေါ့သူများတကာကိုကြတော့ကျွန်တော်တို့ကအပြစ်လိုက်မြင်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဘာတွေခံစားနေရလဲကျွန်တော်တို့ကိုယ်တိုင်ဘယ်လိုတွေဖြစ်ပျက်နေလဲဆိုတဲ့ဟာကိုအဖြစ်ပျက်မေ့နေကြတာကျွန်တော်ပြောပြမယ်ဒီຫນွေဥပံဆိုတဲ့ကိစ္စက NUG ကနေပြီးတော့သူလုံးကြတယ်ပေါ့ဗျာနော်ဒါထားလိုက်တော့အဲ့ဒီဘန်လုပ်ငန်းနဲ့ပတ်သက်ရင်ဘန်လုပ်ငန်းကအမတန်မအမတန်မကိုအမတန်မကိုနည်းနည်းလေးပြတ်သွား အာမခံမှုတွေရှိရတယ်တာဝန်ယူမှုတာဝန်ခံမှုတွေရှိရတယ်ဗဇက်ကဘလောက်ပြောပြော online ပေါ်ကပြောတဲ့စကားအယုံကြည်ရှိလို့မရအောင်မြေပြင်မှာတကယ်အခြေစိုက်ပြီးတော့တကယ်လုံနေတဲ့ဟာတွေတချို့ကိစ္စတွေကျွန်တော်တို့ကမပြောဘူးဆိုတာကကျွန်တော်တို့ကတော်လန်ရေးလုံနေတဲ့နေရာမှာမြေပြင်မှာတကယ်တိုက်ခိုက်နေတဲ့ရဲဘော်တွေတကယ်အသက်ပေးနေတဲ့ရဲဘော်တွေအများကြီးပါသူတို့ရှိုးတိုက်ရိုက်လှူကြပါကျွန်တော်အများနဲ့ပြောခဲ့တယ်ကျွန်တော်စာပြောတဲ့အချိန်ကတော့ကျွန်တော်လိုက်ပြောတဲ့အချိန်တော့ကချစ်ချင်းမုန်းခြင်းမရှိဘူးလိန်တော်လိန်နေတယ်လို့ကျွန်တော်ပြောတာညာတော်ညာနေတယ်လို့ပြောတာ ယနေ့အချိန်ထိမရက်မနာလိန်နေတဲ့ကိစ္စကြီးကတော့တိတ်အဆင်မပြေဘူးခင်ဗျားတို့ဒီမိုးကောကတော့လက်လွှာတာမိုးကောကတော့လက်လွှာမှာစီးရကျွန်တော်တို့အတွက်ကြည့်ပြီးအဲမိုးမိတ်ကတော့ဆွမ်းတော့ပြောသလိုပေါ့မိုးမိတ်ကတော့မာမိတ်စုဖွဲ့မှုနဲ့မိဘစုဖွဲ့မှုကြောင့်မိုးမိတ်ကတော့လက်လွှာမှာမဟုတ်ဘူးမိုးကောကတော့မဖြစ်မနေဘူးပေးဖို့ပေးရမှာဒါကစီးရကျွန်တော်တို့တွက်ထားတာပေါ့တစ်ချက်ပြောချင်တာကျန်တာပါလဲဆိုတော့လက်ရှိကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကအရန်ရှုပ်ထွေးတဲ့အရန်နဲ့နေတဲ့ ကိုမသိတဲ့ကိစ္စကိုဝင်မပြောတာကောင်းတယ်။ခင်ဗျားတို့ NUG ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ကိုနေနေအောင်ဘယ်လိုမြင်လဲဆိုတော့ဘယ်လိုမှမမြင်ဘူး။မြင်စရာလည်းအကြောင်းမရှိဘူး။ကျွန်တော်တို့ကအစိုးရရဲ့လိုတတ်မှတာမဟုတ်ဘူး။ NUG ကမရှိမဖြစ်ကြတော့လဲလိုအပ်တယ်။ဒါပေမဲ့ NUG ဘာတွေလုပ်နေလဲစောက်တလဲဖြစ်နေလဲလူပုံကိုယ်တွေထားတဲ့နေရာတွေမှားတာတွေဌာနဆိုင်ရာဖောင်းပွားတာတွေကအရင်မှားတယ်။အခုတော့သူတို့ဦးစီးအဲဦးစီးကျုပ်ယုံပေါ့ဦးစီးယုံဆိုပြီးတော့သူပြောင်းတယ်ဦးစီးယုံဆိုပြီးပြောင်းတယ် ကျွန်တော်ပြောပါမယ်အစိုးရဆိုတာက ဖွဲ့ဖို့မရဘူးဖွဲ့လို့လည်းမရဘူးဖွဲ့ဖို့လည်းမလိုဘူးကျွန်တော်တက်တက်ပြောတယ်အစိုးရဆိုတာတော်လိုင်းရေးကာလမှာရှိ ਉ မရှိသင့်ဘူးအင်အားစုအနေနဲ့တော်လကောင်းတပ်ပေါင်းစုအနေနဲ့တော့တပ်ပေါင်းစုဆိုတာလည်းဖြစ်လာဖို့ဆိုတဲ့နေရာမှာအဲခင်ဗျားတို့ကျွန်တော်ကိုဝိုင်းပလိနေပေါ့တပ်ပေါင်းစုဆိုတဲ့နေရာမှာကျွန်တော်တို့ဟိုဖြစ်ဖို့ဆိုလို့ရှိရင်စစ်ကြောင်းတွေဖွဲ့ဖို့လိုတယ်အညာမှာဆိုလဲအညာမှာပေါ့မြို့နယ်လိုက်ခရိုင်လိုက်စစ်ကြောင်းတွေဖွဲ့ဖို့လိုတယ် တကယ်လို့ကျွန်တော်ငါတို့နေရာကိုလာမတိုက်ဘူးငါတို့မတိုက်ဘူးဆိုလို့ရှိရင်တော့စုပ်စုကပို့တော့ကြိုက်သေးတယ်အဲ့တော့စစ်ကြောင်းနေစစ်ကြောင်းလိုက်ဖြွဲရမယ်အဲစစ်ကြောင်းနေပုံကစစ်ကြောင်းချင်းစစ်ကြောင်းချင်းပေါင်းပြီးတော့တပ်ပေါင်းစုကြီးဖြစ်အောင်ကြိုးစားရမယ်အဲ့လိုသွားရမှာနော်တော်လန်ရေးသည်အတိုင်းအတာတစ်ခုထီတော့အောင်မြင်မယ်အလုံးစုံအောင်မြင်ဖို့ဆိုရင်တော့ကြိုးစားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီစီးရေးနိုင်ငံရန်ချုပ်ထွေးနေတဲ့အချိန်မှာကျွန်တော်တို့လူတွေကိုယ်တိုင်ကဟို ငါးပွဲရငစားချအကုန်ပါသွားတဲ့လူတွေတော်တော်များများလည်းတွေ့ရပါတယ်တချို့ဆိုရင် light တွေကြီးကြတယ်စာဖတ်ပြင်းတာပေါ့နော်ကျွန်တော်ပြောတယ်ကျွန်တော်တို့ကပြောတယ်ဆိုတာကကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့အလားအလာရှိတဲ့ဟာမျိုးတွေကိုကျွန်တော်ပြောပြချက်အဲ့တော့လက်ရှိကာလအရန်ချုပ်တွေတဲ့အရန်ကိုလည်းပြဿနာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုသုံးသပ်မယ်ဆိုရင် မင်းအွန်လိုင်းကလည်းရွေးကောက်ပွဲဘူးမဖြစ်မနေလုပ်မယ်အဲရွေးကောက်ပွဲပြီးသွားလို့ရှိလို့ရှင် तू ကလွတ်တင်လွတ်ထိုက်ပါဝင်တင်ပါဝင်ထိုက်တဲ့လူတွေရှိပါတယ်ဆိုပြီးတော့ तू နိုင်ငံရေးအကျဉ်းသားတွေက तू လွတ်ပေးမဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ဒီပုံမှာကျွန်တော်တို့ကနိုင်ငံရေးသမားတွေလွတ်ခြင်းမလွတ်ခြင်းကျွန်တော်တို့လုံးမဟုတ်ကျွန်တော်တို့လည်းကျွန်တော်တို့ဖမ်းခံရတာပဲဒါကျွန်တော်တို့ညံ့လို့ကျွန်တော်ခံရတာအဲ့တော့ကျွန်တော်တို့ကဟိုလွတ်ပေးလိုက်တိုင်းဒါနိုင်ငံရေးပြောင်းလဲသွားတာမဟုတ်ဘူးเนาะလွတ်ပေးလိုက်တိုင်းနိုင်ငံရေးပြောင်းလဲသွားတာမဟုတ်ဘူးအဲ့လိုပဲကျွန်တော်တို့အခုလက်ရှိဖြစ်နေတဲ့အခြေအနေကတကယ်မြေပြည်မှာဖြစ်ပြနေတဲ့အခက်အခဲတွေက ဟလာစာဝင်းနေအခက်ခဲနေတော့အခုဆိုရှင် မြို့ပေါ်မှာစီရင်မရောင်းတော့နေရာတော်တော်များများစီရင်မရောင်းတော့ဘာကြောင့်မရောင်းလဲဆိုလို့ဆိုရှင်ရန်သူဘက်ကကျွန်တော်တို့ဖြက်လေးပြက်စမဲ့ပုံစံမျိုးတွေသွားနေတဲ့နေနေရတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကလည်းသတိထားရမှာကပြည်သူလူထုကိုအကြောက်တရားဖြစ်အောင်ကြိုးစားမယ်ပြီးရင်အခုဆိုရှင်ပြည်သူစစ်မှုထမ်းအဥပဒေပြဌာန်းတဲ့ပြည်သူပြည်သူစစ်မှုထမ်းဥပဒေတက်တန်းပြည့်စုံသွားတဲ့အတွက်အဲ့လိုထောက်ပံ့ကြီးတွေပေးပါတယ်ဆိုတော့နိုင်ငံတကာကဒါကိုထောက်လာပြီ နိုင်ငံကဒါကိုထောက်လာတဲ့အခါကျတော့သူတို့ကသူတို့ဘက်ကစစ်အုပ်စုကတော့သူကကာမှာပဲအဲ့ကာတဲ့အပေါ်မှာလဲကျွန်တော်တို့ကနားလဲဖို့လိုတယ်နောက်တစ်ချက် အခုလက်ရှိ NUG အပြောင်းလဲသည်သူ့ဘန်သူဘယ်လိုပဲပြောင်းလဲပြောင်းလဲ NUG သည်သူ့လောက်သူ့လောက်မှာတိုင်းရင်းသားတွေကလည်းသူ့လောက်သူ့လောက်မှာအဲ့တော့ကျွန်တော်တို့ကတိုင်းရင်းသားဒေသတွေလွတ်မြောက်သွားရင်ပြည်တွင်းမှာရှိတဲ့လူတွေကိုလည်းတိုင်းရင်းသားတွေကကြည့်နေမှာမဟုတ်ဘူးเนาะဒီစေအုပ်စုရဲ့အောက်မှာမနေခြင်းတဲ့လူတွေအကုန်လုံးကိုတိုင်းရင်းသားတွေကလည်းလက်ခံပြီးတော့ခေါ်ပါပဲ ဟိုဖယ်ရယ်လို့ပြောတဲ့ခါကျရင်ဖယ်ရယ်ဆိုတာဘလို့တိဆောက်ရလဲဆိုတဲ့ဟာတွေကိုခင်ဗျားပြန်မေးဖို့တော့ကောင်းတယ်တချို့ကောင်းတယ်နော်အဲ့တော့ဟိုဖယ်ရယ်ဆိုတဲ့ဟာမှာကိုသူ့ယူနစ်နဲ့သူတိဆောက်ရတယ်နော်သူ့ယူနစ်နဲ့သူတိဆောက်ရတယ်ယူနစ်တွေအားလုံးပေါင်းပြီးတော့မှကျွန်တော်တို့ကပြည်တော်စုတတ်မှတ်ပြီးတော့ပြည်နယ်ပြည်နယ်တွေတတ်မှတ်ပြီးပြည်တော်စုဖြစ်ရမှာ အခုကအဆင့်ကျော်နေတဲ့အခါတွေကမြင်နေရတယ်သိနေရတယ်ဒါပေမဲ့ကျွန်တော်တို့မပြောဘူးဟိုရန်ကုန်တိုင်းလွှတ်တော်ဆိုပြီးတော့တို့အစည်းအဝေးတက်တယ်ဟာ ARD တိုင်းလွှတ်တော်မန်လေးတိုင်းလွှတ်တော်တို့တော့ဟိုတို့တို့အလုပ်တော့တို့လုပ်နေကြတာပဲဒါပေမဲ့တို့အလုပ်ကလူကြီးလူကြီးချင်းစရာကြီးဗျာလူဘင်းအကြိုက်ကြီးလောက်တာဟာကြီးကတော့ကျွန်တော်တို့လက်မခံဘူးစစ်အုပ်စုတော်လကောင်းဒီ CRP တော်လကောင်းကျွန်တော်တို့ကဖြစ်စေချင်တာကဟိုလက်ရှိစစ်ပွဲတွေအနေထားရဆိုလဲ AR စစ်ပွဲရရက်လို့မရဘူး ရခိုင်တွေကတပီနယ်လုံးလွတ်မြောက်သွားပြီရခိုင်တပီနယ်လုံးလွတ်မြောက်သွားပဲဆိုပေမဲ့အဲ့ဒီနေရာမှာပဲ तू ဆက်နေမယ်ဆိုရင် तू ဆက်ခံရမှာပဲဘာလို့ဆိုကရင်လို့ तू ဆက်ခံရမှာပဲเนาะကျွန်တော်တို့ဒီ1988လူလူရေးတော်ပုံကြီးပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီကရင်ပြည်နယ်အားကောင်းခဲ့တဲ့ဒေသကြီးဖြစ်တဲ့တော်လိုင်းကြီးအရာ အဲ့လိုနေရာမျိုးကကျွန်တော်တို့ဒီကရင်ပြည်နယ်ရဲ့စီရည်ဒီကရင်ပြည်နယ်ထဲမှာပဲတပ်ပေါင်းစုကရင်ပြည်နယ်ထဲမှာပဲ DAB တပ်ပေါင်းစုအစိုးရဖွဲ့ပြီးတော့ကျွန်တော်တို့တင်းခံတောက်ခံပြီးတော့တိုက်တယ်အောင်မြင်တဲ့အခြေအနေတခုကိုရောက်ခဲ့ပေမဲ့အချိန်တန်လာတော့ရန်သူရဲ့ထိုးခွဲမှုတွေနဲ့ကရင်ပြည်နယ်တခုပဲခံရတာအဲ့ဒီထဲမှာမှကရင်ကရင်ချင်းမှာထက်ကွဲဝါသေးတယ်အဲ့တော့ရခိုင်လည်းဒီလိုပဲသူ့ရဲ့ပြည်နယ်ကြီးလွတ်မြောက်သွားရင်တော့မှသူ့ရဲ့အနောက်ကျောကိုထိုးနေတဲ့ ARS တွေကိုအစွန်းရောက်ဒီဆွမ်းနာပြောတဲ့ ီမွတ်စလင်တော်လှန်ရေးအင်အားစုတွေဘင်္ဂါလီတော်လှန်ရေးအင်အားစုတွေကသူ့ရှိမှာရိုက်ခတ်မှုကကြီးတယ်အခုချိန်ကြီးလည်းမြင်နေရတာပဲဒီလိုပဲရခိုင်ပြည်နယ်ထဲမှာပဲဒေါနာအေးမောင်ပါဝင်အင်းလူဆိုင်တို့အာဒီမင်းစောနာပြောသလိုပေါ့ဒီသူတို့ရဲ့ရခိုင်ပါတီတွေသူတို့စကားစပောက်ပါတဲ့အုပ်စုတွေလည်းရှိနေတာပဲအဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့ရခိုင်ကလည်းစီရလို့မရဘူး ကျွန်တော်ပြောသလိုတချို့တိုင်းရင်းသားတွေဘာလို့စစ်မတိုက်လဲဆိုတဲ့ဟာပြဿနာကဘာလဲဆိုတော့ပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေကာလမျိုးမှာကျွန်တော်တို့ကစစ်ပွဲဆိုတာတိုက်ပြီးရင်ရက်လို့မရဘူးရခိုင်ဒီစစ်မြေနာတွေအများကြီးဖွင့်လာပြီးဒေသအလိုက်အခုဆို105မိုင်နော်မူဆယ်မြို့105မိုင်မှာသူတို့ထိန်းသိမ်းနေတယ်မူဆယ်မြို့သိမ်းလို့တော့မရဘူးသိမ်းရင်တရုတ်နဲ့ပြဿနာအကြီးတက်မှာမလို့သူသိမ်းလို့မရဘူးအဲ့တော့ဆွမ်းကပြောလို့ဆိုတော့ TNLA MND ကလည်းစခါစခါတဆင့်တိုးပြီးတော့သူကခြိမ်းတိုင်းဆောင်ရွက်ပြီးတော့အပေးယူကြမ်းကြမ်းနဲ့လုပ်ဖို့ရှိတယ်ဒါပေမဲ့ တိန်ဒီကနေစပြီးတော့မူဆယ်105မိုင်အထိကို MLDA ကလည်းမပေးသလို TNL လေးကလည်းမပေးသလို A ကလည်းပေးမှာမဟုတ်ဘူး AA ကမြောက်ပိုင်းမှာသွားပြီးတော့ပူပေါင်းဆောင်ရွက်တယ်ဆိုတာကသူ့ရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက်အပေးယူတက်အောင်လို့သူဆောင်ရွက်မှာပြီးတော့တနိုင်ငံလုံးမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေကိုပြစ်မထားဘဲနဲ့သူဘလို့ကူညီရမယ်ဗပောင်းဆောင်ဆိုပြီးတော့သူစဉ်းစားနေတာဒါကိုကျွန်တော်သိရမယ်နောက်တော့ကရင်ပြည်နယ်ခင်ဗျားတို့ပြောတဲ့တောင်ပိုင်းပေါ့တောင်ပိုင်းမှာပြဿနာပေါင်း16000ကိုဖြည့်ရှင်းနေရတာလေဒီကရင်တွေပဲ အခုကြားဖြန့်ကိုခမောက်လက်ညှိုးထိုးတယ်မြောက်ပိုင်းမှာဖြစ်တဲ့ပြဿနာကိုခမောက်တို့အစာဆုံးမမြင်ဘူးဒီကြားဖြန့်လုပ်ငန်းကမြောက်ပိုင်းကနေစပြီးပေါ်လာလို့တရုတ်ကလည်းမနေနိုင်စကားစားလည်းမနေနိုင်လို့နောက်ဆုံးနာမည်ကြီးတဲ့ဒီကျွန်တော်ကရင်ဘက်ထိုးကြတာကရင်ဒေသမှာတချို့တဝက်ပါလားဆိုတော့လည်းပါတယ်ဒါပေမဲ့ဘလို့ဘလောက်အတိုင်းတာဒီဘယ်အချိန်ကြီးပါလာရဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်လက်ထက်ကနော်ကျွန်တော်အမြဲတမ်းပြောခဲ့သလို OC plan ကြီးကိုကြော်ပြီးတော့တရုတ်တရားကြီးဒါ docket เนาะနန်းခင်ထွေးမြေထောင်မကြခင်က2018လောက်ကကျွန်တော်တို့ထုတ်ပြောတဲ့ blue fan လေးတွေကျွန်တော်တင်လာပြီးတယ်အစိုးရဆိုတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေရအလုံးစုံအာဏာ၃ရက်လုံးပိုင်တန်းတာမဟုတ်ဘူးဒါအောင်နံပါတ်1တစ်ချက်ကျွန်တော်တို့နားလည်ဖို့လိုတယ်အဲ့တော့စစ်တပ်ကနေအပေးယူလုပ်ပြီးတော့ကြမ်းခိုင်ရေးအမတ်တွေနဲ့ကြမ်းခိုင်ရေးလော်ဘီတွေရဲ့ထိုးကြွေးပြီးတော့เนาะဒီကရင်ပြည်နယ်မှာရှိတဲ့တချို့သောလက်နက်ကင်တွေဒီနဝတနာအဖလက်ထက်တွေကနေခဲ့တဲ့သူတို့ရဲ့အမိစားဘက်ခေါင်းစားဘက်တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီကရင်ပြည်နယ်ကိုမှုေထားတာ အခုတရုတ်ကောစကားစရောနာကားတော့မယ်နော်အဲနာကားတော့မယ်အဲ့တော့နောက်ဆုံးတော့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့စေတနာတွေကဘလောက်ထိမြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံကြီးပေါ်မှာစေတနာထားတယ်ဆိုတာခင်ဗျားတို့မြင်ရမယ်ဒါကျွန်တော်တို့ကအရေးမုံတော့ပဲကျွန်တော်တို့ပြောလို့ရမယ်တချို့ဟာတွေကအခုလုံးကျွန်တော်အဆုံးထိပြောလို့မလွယ်ဘူးပြောလို့လည်းမတန်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်ကတော်တော်ရှုပ်တဲ့ပြဿနာပြရှုပ်အောင်လို့လည်းနှစ်ပေါင်း30ကိုရှုပ်အောင်လုပ်ထားတယ် နှစ်ပေါင်း80ကျော်ကိုပြည်တွင်းစစ်ကြီးကိုဖန်တီးထားတယ်။အကျိုးစီးပွားနဲ့အာဏာတက်ရောက်မှုမှာကအကျိုးစီးပွားကိုကာကွယ်နေကြတာအခုရုပ်ရှင်မင်းသမီးမင်းသားတွေအဆိုတော်တွေပြည်တွင်းထဲမှာသူတို့နေတယ်ဗျာသူတို့ကျွန်တော်တို့ကတော့နည်းနည်းပပပေါ့ဗျာဟိုကျွန်တော်တို့အပြစ်ပြောချင်တဲ့လူပဲကျွန်တော်ပြောတာအကုန်လုံးပြောလို့မရဘူး။ဘာလို့အားလုံးကနီးရတာကြောက်နေတယ်ဆိုတော့စကားတခွန်းနဲ့နေဗမာစကားကအပြောလွယ်အယုံလွယ်အမှတ်လွယ်တဲ့စကားမျိုးဖြစ်တဲ့အတွက်မလို့နော်မြန်မာနိုင်ငံမှာနေပြီးဗမာစကားကိုကောင်းကောင်းတတ်တဲ့ကောင်ကလူလေပဲအဲ့တော့လက်ရှိ စစ်အုပ်စုကလည်းသူ့အကျိုးစီးပွားကိုကာကွယ်မှာပဲအဲ့လိုပဲခရိုနီခရိုပြာနဲ့တခြားသောလူတွေကလည်းသူတို့အကျိုးစီးပွားကိုကာကွယ်မှာပဲအဲ့တော့အကျိုးစီးပွားချင်းရှင်လာတဲ့ခါကျတော့ဘယ်ဘက်ကိုဗတ်တာသွားလဲဆိုတော့ခင်ဗျားတို့ချို့ကပြောတယ်စစ်ပွဲတွေအာတချို့ဟို2020ကျွန်တော်ထောင်ထဲစထွက်တော့ပေါ့2023 2022 23 24ဒီပေါ့ပလူပြောင်ဓာတ်ပုံတွေတင်တယ်ရန်သူကဘုံကျဲတယ်ဟုတ်လားအဲ့တော့ဆိုလိုချင်တာဓာတ်ပုံတွေမတင်နိုင်စစ်ပွဲတွေမရှိတော့ဘူးလို့မထင်နဲ့စစ်ပွဲကနေတိုင်းရှိတယ် နေတိုင်းထိတွေ့မှုနေတိုင်းတိုက်ခိုက်မှုတွေအများကြီးရှိတယ်အမေရိကန်ကြားဖြတ်နေနေမဲ့တဲမှာစကားစားစကားစားပါလို့ပဲစကားစားအဓိကသူကြောက်တာကရင်ကြောက်တဲ့အတွက်ခင်ဗျားတို့မြင်ပါတယ်ဗျာမြောက်ပိုင်းမှာလည်းကြားဖြတ်နေရှိတာပဲမြောက်ပိုင်းမှာအဆောက်အုံတွေကိုဖြတ်စည်းလိုက်တယ်လို့ကြားဘူးလို့လားကဲဝါမှာလည်းအဆောက်အုံတွေရှိတာပဲကြားဖြတ်အဆောက်အုံတွေဝါအဆောက်အုံတွေရောဖြတ်လိုက်တယ်လို့ကြားဘူးလို့လားကရင်ပြည်နယ်မှာဘာလို့ဖြတ်တာလဲသူတို့ဥပဒေထဲမှာဟိုကမှားတာလို့ ကျွန်တော်တို့ကဥပဒေတိုင်းပဲသွားတာမူပေါင်းတိုင်းပဲသွားတာမူအတိုင်းပဲသွားတာဒီဘက်ကအဲ့တော့အဲ့ဒီမူတွေကိုကြော်ပြီးလှုပ်ထားတဲ့လူတွေမှန်းများသူတို့ကကြောက်နေပြီသူတို့ကြောက်နေပြီကြောက်နေတဲ့အတွက်အဆောက်အဦတွေဖြိုချပြရဲသူတို့အမြင့်ဖြတ်တွန်းလှန်ရေးပါညာပြောနေကျွန်တော်ပြောမှကြားဖြန့်ကခေါင်းဆောင်ကိုပဲဖမ်းခံရတာကြားဖြန့်ဆိုတော့ကျွန်တော်ပြောခဲ့နီးပညာပေါ့ဗျာဒီနီးပညာသမားတွေကိုမမိမချင်းဒီကြားဖြန့်လည်းပြီးမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီနီးပညာတွေကဘယ်ကလာလဲတရုတ်နိုင်ငံကလာတာပဲဘာလို့ကမ္ဘာနိုင်ငံကြီးကို ဟိုဒါမီဒီယာအားနဲ့မြေဟိုဒါဒီပေါ်ပေါ်တင်းတင်းပေါ့ဗျတန်တမန်အားနဲ့ဟိုဖိအားပေးမဲ့အစားကိုနီးပညာအားနဲ့လူတွေကိုမလေးတပတ်နဲ့အဲအကလုံးဟိုတကြွနဲ့မြုပ်ချင်လို့သူကစင်ထားတဲ့အကွက်ကြီးဒါတရုတ်အကွက်ကြီးအဲ့တော့အမေရိကန်လည်းနေမှာမဟုတ်ဘူးเนาะစုံစမ်းစစ်ဆေးကော်မတီတွေအရေးကြီးရင်ကြီးသလိုဗျဖမ်းနိုင်တဲ့အခြေအနေမျိုးလိုတော့ရှိတယ်เนาะအဲ့တော့အဲကြားဖြတ်ကိစ္စကိုခဏဒါကြားဖြတ်ကိစ္စတင်းနဲ့ကျယ်ပြန့်တယ်လက်ရှိပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုကဟိုမဲပေးခြင်းမပေးခြင်းဟာခင်ဗျားတို့ကိစ္စ ကျွန်တော်တို့ကမဲပေးပါလည်းမပြောမဲမပေးပါလည်းမပြောဒီရွေးကောက်ပွဲကိုနိုင်ငံတကာအသိမှတ်မပြုထားဘူးနံပါတ်1နံပါတ်2နိုင်ငံတကာအသိမှတ်မပြုထားဘူးဆိုရင်နံပါတ်နော်နံပါတ်1က तू ကမတရားလုပ်ထားတယ်နံပါတ်2ကတရားမဝင်ရွေးကောက်ပွဲကိုနိုင်ငံတကာအသိမှတ်မပြုနံပါတ်3ဆောင်းနာပြောတဲ့ကြားပြန့်လုပ်ငန်းပါလာလိုက်မယ်အဲ့ကြားပြလုပ်ငန်းပါလာရင်မင်းအွန်လိုင်းကိုကျွန်တော်တို့ကဓာတ်ရိုက်စစ်ကူရောပါရောတိုင်းရင်းသားတွေကိုပေးလို့မရတဲ့အခါကျတော့သူစူးသူပတ်တယ်လို့ခေါ်တယ်ဒီပြဿနာအဲ့ဒီသူစူးသူပတ်တဲ့ပြဿနာမှာအနေမတက်တဲ့တော်တော်များများတော့ပါသွားနိုင်တယ ော်ဒါလေးကိုကျွန်တော်သတိပေးပြောချင်တယ်အားလုံးကျေးဇူးတင်တယ်ကျွန်တော်ပြောချင်တာကတော့အဲကျွန်တော်တို့ရှိပါသေးတယ်မသေးသေးဘူး live ပြောပါလားဆိုတော့ကျွန်တော်ကအချိန်မတန်ပဲနဲ့မဟုတ်တာတွေလည်းကျွန်တော်တို့ကမပြောချင်တဲ့အတွက်ကျွန်တော်မပြောပါဘူးအဲ့တော့ဆွမ်းတော့ပြောတဲ့ဟိုຫນွေဦးထီတို့ຫນွေဦးဘန်တို့ဘာတို့ညာတို့ဆိုတဲ့ကိစ္စကလည်းကိုယ့်အောင်ကိုဉာဏ်ပညာနဲ့စဉ်းစားကျွန်တော်တို့ကဘသူ့မှာပါအောင်မျိုးဟိုတိုင်းရင်းသားတွေလုပ်တဲ့ campaign တွေဘာတွေညာတွေခင်ဗျားတို့ဟိုတချို့လူတွေကပြောတယ်ဟိုတိုင်းရင်းသားတွေမှာတန်တဲ့တိုင်းရင်းသားတွေက campaign မလုပ်ဘူးဒီဘက်တောင်ပိုင်းကလုပ်တယ်ဆိုတော့ ခင်ဗျားတို့ကျွန်တော်ပြောပါမယ်ဗျာတချို့တိုင်းသားဒေသမှာရှိတဲ့ PDF နဲ့တောင်ပိုင်းမှာရှိတဲ့ PDF နဲ့မတူမြေပြင်လာခဲ့ကြည့်ဘလောက်တောင်မှစောက်ပြဿနာရှိလဲဆိုတာအဲ့တော့ကျွန်တော်တို့ပြောချင်တဲ့တစ်ခုကဘာလဲဆိုတော့အဲဒီကြားဖြန့်ကိစ္စတွေမေးလိုက်အဲကြားဖြန့်ကိစ္စနိုင်ငံကြီးမဟုတ်ဘူးကျွန်တော်တို့နိုင်ငံရဲ့ဒီရွေးကောက်ပွဲရွေးကောက်ပွဲအလွန်ကာလမှာကျွန်တော်တို့က ဘယ်လိုဖြတ်တန်းကြမလဲဆိုတဲ့ဟာပေါ့နော်။ဆောနာကျွန်တော်ပြောခဲ့ပြီးစာကစားအုပ်စုဘက်ကလည်းတို့ရဲ့လူပုဂ္ဂိုလ်တွေကိုလှုပ်ပေးနိုင်တယ်။အဲ့ဒီပုံမှာကျွန်တော်တို့မတာယာမိဖို့တော့အမတန်အရေးကြီးတယ်။ကျွန်တော်ဒါပဲမှားခြင်းလေနော်။အဲ့ဒီလူပုဂ္ဂိုလ်တွေလွတ်လာတဲ့အခါကျရင်ဟာဟိုလူလွတ်လာလို့ဒီလူလွတ်လာလို့ကျွန်တော်တို့ကဒါပြောင်းလဲရေးမဟုတ်ဘူး။ကျွန်တော်တို့အဲဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့ဟိုနိုင်ငံတိဆောက်ရေးကျွန်တော်တို့လိုချင်တဲ့အဲ့ဟိုဒါမတ်တ်မဟုတ်ဘူးကျွန်တော်တို့လိုချင်တဲ့တိုက်ကတ်မဟုတ်ဘူးကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးမဟုတ်ဘူးကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်မဟုတ်ဘူးဒါကိုနားလည်ဖို့တော့လိုမယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ် အခုလက်ရှိကျွန်တော်တို့တော်လန်ရေးသည်ဒီဆွမ်းလာကျွန်တော်ပြောသူအေဘယ်ပထမအပတ်ပေါ်တဲ့လေးလပိုင်းအထိမှာစောက်ကြည့်ပါပြောင်းလဲမှုကြီးကြီးမားမားသူ့အနေနဲ့သူရှိလာလိုက်မယ်အဲကျွန်တော်တို့ကဒီဟိုတချို့လူတွေကြတော့ဟို Facebook ပေါ်မှာဒီဟိုဓာတ်ပုံတွေမမြင်ရတိုင်းဗီဒီယိုဖိုင်တွေမမြင်ရတိုင်းစစ်မတိုက်ဘူးလို့တော့မထင်ပါနဲ့တချို့တိုင်းသားတွေတကယ်တိုက်နေပါတယ်တကယ်လည်းလှုပ်နေပါတယ်ခက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 ်ဖြစ်နေတာတွေရှိပါတယ်အခက်အခဲတွေကြားရတဲ့စူးစမ်းတိဆောက်ရုံးကန်နေရပါတယ်အဲ့တော့ဟိုကျွန်တော်တို့ဒီဟို နိုင်ငံရေးနဲ့စီရေးကိုတုံးသက်ရမှာဆိုလို့ချင်းတော့ကျွန်တော်နောက်တစ်ခါကြာရင်တပတ်တစ်ခါလောက်ကိုသတိပေးပြီးတော့လွှင့်ပေးပြီးခြင်းပါတယ်ကျွန်တော်ပြောချင်တာကမိုးကောကတော့ပြန်ပေးရမှာမိုးကောကတော့ဆကားဆာမဖြစ်မနေယူယူမှာအဲ့တော့မိုးကောမဖြစ်မနေယူပြီးွားရင်သူကရွှေဘူဝက်လက်ဘက်ကနေတက်ပြီးတော့စကိုင်းမကွေးအဲစကိုင်းရဲ့မုံရွာရဲ့နော်အဲ့ဒါရေဦး30ပေါ့တော့သူလိုချင်တဲ့ထရိုက်ကယ်ပေါ့အဲ့ဒါထရိုက်ကယ်လို့ခေါ်တယ်အဲ့ဒါကိုသူရအောင်ယူလိုက်မယ်နော်အဲ့ရွေးကောက်ပွဲ ဒုတိယအပတ်မှာတော့တိုက်ပွဲပိုပြင်းထန်လာဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒုတိယ